မင်္ဂလာပါဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေနော်ပိုင်ရက်ကိုမျက်နှာမြင်ပိုင်ရက်ကိုတန်ကြလို့အားလုံးပျော်ရွှင်ပါစေကြောင်းကိုပိုင်ကြီးစုမကောင်တောင်းပါတယ်ပိုင်ကြီးစုမကောင်တောင်းပါတယ်ဒါပိုင်ကိုမျက်နှာမြင်ပိုင်ကိုတန်ကြအတန်ကိုပျော်ရွှင်ပါစေဒီနေ့ကတော့10ရက်10ရက်9လ2025ပါနော် ီနေ့တရင်အကြောင်းအရာလေးတွေလည်းစီးရီတရင်အကြောင်းအရာလေးတွေလည်းပြောပါမယ်ငါအခုညောင်ခြေတော့ရမှာဖြစ်တဲ့ငါကိုရှိခွာစစ်ပြစ်လိုက်တဲ့စီးရီအကြောင်းလည်းပြောပါမယ်အခုလောလောဆယ်ပထမဆုံးဒီနေ့ကန်ဆယ်မဲ့နိုင်ပါတယ်နံပါတ်26တူပေါက်ပါတယ်48တူပေါက်ပါတယ်55တူပေါက်ပါတယ်နံပါတ်26တူကတော့ဒီဖုန်းဆက်ပြီးတော့ကျွန်တော်ဒီပိုင်ရက်ကိုအကောင့်အနေပြီးတော့မပိုင်ရက်ကို official account နေပြီးတော့ဒါတင်ပေးတာပါတယ်ကန်ဆယ်မဲ့နိုင်တဲ့ဥစ္စာပေါ့နော်အဲ့ဒီမှာဟိုအညာဒေတာတူပေါက်တယ်ပေါ့နော်နောက်တစ်ခုကြတော့ဟိုတက်မလို့က တမလောသားတက်ကြကြီးတူပေါ့သူကနေပြီးမှအဲကန်ဆာမဲနှစ်ခုလုံးပေါက်တယ်သူတောက်တဲ့နှစ်ခုပေါက်ပါတယ်ဗျာနောက်အဲ့ဒီတော့လည်းဒါသူကကန်တရားပေါ့နောက်သူကဒါအလူတန်းနဲ့ဒါအလုပ်တဲ့ပုံကိုဖြစ်တယ်အဲ့ဒီပုံကလည်းတက်ကြကြီးသူကလာစားတော့မှချုပ်ပြီးတော့အခုလူဖြစ်တာအဲအဲ့ပုံကိုရှိတယ်ငါလျင်စလို့သူလာစားတလားစားလို့အခုလုံးလှုပ်လိုက်တာအဲ့လိုမျိုးရှိတယ်အဲသူရှေ့တန်းမှာတော့ရောက်နေတာမျိုးရှိတယ်ကျွန်တော်ဖုန်းခေါ်တာခေါ်လို့မရဘူးနှစ်ခါခေါ်တာမရလို့ဖြစ်တယ်အဲပြီးတော့ကျွန်တော်အဲအဲ့ဒီဟိုနေမော့ ရတဲ့ဟာကကစားမဲ့ရတာ3သိန်းဆိုကျွန်တော်အိမ်ထဲမှာ2သိန်းထက်တယ်5သိန်းပထမကျွန်တော်ဟိုတယောက်ကကျွန်တော်ကိုခေါ်ပြီးတော့မပိုးပေးတာလဲ5သိန်းဆိုအလောက်7သိန်းလူလိုက်ရလို့ဒါကောင်းပါလေဝမ်းသာပါလေတစ်ဖက်အဲသူကအမိုးကဒိတ်အဆင်ပြေသွားတယ်ဗောနောပြီးတော့သူတို့အိမ်နာမှာ10ဦးလောက်ရှိတယ်ဗျ10ဦးလောက်ရှိတော့ကျွန်တော်လည်းတက်နိုင်စူးစမ်းပေးပါမယ်လို့ပဲကျွန်တော်ပြောလိုက်တာမျိုးတော့ရှိတာဗောနောကျွန်တော်လည်းတက်နိုင်တော့စူးစမ်းပေးပါမယ်ဒါလည်းကျွန်တော်ရဲ့အမှန်တရားပါပဲနောက်တစ်ခုဟိုနေ့ပေါ့အဲဆရာမကြီးဒေါက်တာဒေါက်တာဆရာမကြီးတအူးကနေပြီးတော့မှအဲ့ဒါ ငါးတောင်းပေါ့အဲ့ဒါလေးပါထည့်ပေးပါဆိုအဲ့ငါးတောင်းလေးစမ်းနေပို့ပါဦးကျောင်းပေါ့ကျွန်တော်ထည့်ပေးလိုက်ပါတယ်လို့အဲ့ဒါလေးပြောချင်ပါတယ်နောက်အခုကျွန်တော်စီအကြောင်းအရာလေးတွေပြောမယ်ဆိုတာချွေချင်းညောင်ခြေတောင်းဘကူတိုင်းပေါ့ချွေချင်းမျိုးနဲ့ညောင်ခြေတောင်းခြေရွာပေါ့နော်အဲ့ဒီမှာပွဲတွေကာနေတဲ့အချိန်မှာ KNU နဲ့ PDF ကမနေ့ကတလက်ဆက်တော့အယောက်300လောက်နဲ့ဝင်လုံးနဲ့ပြန်ခွာလဲပြန်တက်လာတယ်ဖြစ်တယ်တမ်းတော့အပေါ်ကလေချောင်းနဲ့လာတယ်လေချောင်းပြန်သွားတာနဲ့အောက်ကလက်နက်ကြီးနဲ့ထူးတယ်အဲ့လိုမျိုးပေါ့ လှုပ်ဆောင်နေပေမဲ့လည်းပဲသူတို့ရဲ့အောက်မှာမြေမြေပြင်မှာတကယ်တိုက်တာလူရန်ထောင်ကြီးပိုင်းနဲ့3-4တောင်လောက်နဲ့3တောင်လောက်နီးပါးနဲ့လာတိုက်တဲ့ခါကျတော့ကြည်မိုးတွေရွာသလိုဖြစ်နေတာเนาะအဲ့တော့တောင်တော်သားတွေကဒီဘက်ကစကန်းနဲ့တိုင်နေမှာလူအင်အားနေတဲ့တမတွေဌာနချုပ်တွေမဟုတ်တဲ့ခါကျတော့လူအင်အားနေတာရှိတယ် တမထာတာကျုပ်တွေလည်းလောင်းရှိကောင်းအဲ့လူရနေတဲ့ခါကျတော့နောက်ဆုတ်ပေးလဲတာရှိတယ်ခွာစစ်ပေါ့ဗျာခွာလိုက်တယ်ပြီးတော့ဒီကောင်တွေကတိုက်ပြီးတော့ဝင်လာတယ်ပြေခတ်ပြီးဝင်လာတယ်အထဲမှာတပ်ပုံတွေရိုက်တယ်ပြီးလဲပြီးတော့အပေါ်ကဗစ်တာထူတယ်ဟုံးဆိုလစ်တဲ့သူကလစ်ပြေးတဲ့လူတွေကပြေးအဲဖုန်းနဲ့ဒီလေရင်ပြောင်းသွားပြီဆိုဒီဘက်ကလက်နက်ကြီးနဲ့အဲ့နေရာကိုပြန်ပြစ်ပေးလဲဆိုတော့ဒီထဲမှာသူတို့အတွက်ကအဲအွန်နေမှာ ကွင်းထဲကိုဝင်လာတယ်လို့ဖြစ်တာပေါ့နော်အဲသူတက်ဖော်လီဖြစ်ဖို့အတွက်ကွင်းထဲဝင်လာတယ်လို့ဖြစ်တာပေါ့အဲ့မှာနောက်ဆုံးသူတို့မနေနိုင်တော့ဒိုင်ယာလေးဘာညာနဲ့တောက်ဆော့ဆွဲပြီးဆုပ်ခွာလိုက်ဓာတ်ပုံရိုက်ပြီးတော့ရိုက်ပြီးထွက်သွားပြီအခုအဲ့ထဲမှာတော့ဘာမှမရှိဘူးအဲ့ထဲမှာနေတာနဲ့အဲ့နာမှာရှိတဲ့ရွာလေးအကုန်လုံးကဒါလေတောင်းနဲ့တုတ်တင်ရှင်းလင်းခံရမယ့်အရာရှိတယ်ဒီနေ့လည်းအခုကျွန်တော်ပြောနေတဲ့အချိန်မှာလည်းဒါလေတောင်းနဲ့တောက်ဆော့ သွားနေတယ်ဆိုတာမျိုးရှိတယ်အဲ့မှာရှိတဲ့တိုင်းမှုတွေအဲ့မှာရှိတဲ့ပြူဝမှုတွေနောက်ကနောက်တကယ်ဒီတာဆတ်ကလေကျွန်တော်တို့ဒါကာကွယ်ရေးအိမ်ကြီးကိုကြည့်လို့ကျွန်တော်တို့ကလေးစားပါတယ် အဲ့နေရာကြီးရလဲပဲကျွန်တော်တို့ကြာအခုချိန်မှာကျွန်တော်တို့ရဲ့တာမိုင်းကကြာဆုံးလို့မရတော့ဘူးဆိုတာကိုဒါတမလို့မှာဟိုညီကိုကြီးကဒါသိရှိပြီးသားဖြစ်တယ်ကျွန်တော်တို့ကြာဆုံးပြီးဆုံးရှုံးမှုပြီးမယ်ဆိုလို့ရှင်လို့ရှင်ကမ္ဘာအလယ်မှာလည်းမျက်နှာတော်တော်ငယ်သွားမှာဖြစ်တယ်တမလို့ကအဲ့လောက်ပဲအစင်တမ်းမလားအဲ့လောက်ပဲရှိတာလားဆိုတာမျိုးကတအားကြီးကိုပြောလာတာဖြစ်တယ်နော်တမလို့မှာတကယ်မလုပ်တဲ့သူတို့မှာတမလို့သားတွေက ဟိုရှင်းပြောင်းလက်နဲ့တိုင်ကြိုင်တာလေအားလုံးကြည့်လိုက်လက်ဘင်းမှာပတိတွေနဲ့ကြီးပဲအလကားနေပတိစိတ်နေတဲ့ပုံကိုနော်ဒါဒါဒါမျိုးရှိနေအဲ့တော့အလကားနေပတိစိတ်နေဘာဖြစ်လဲတဖက်သားကိုကျင်နာတနာတတ်တဲ့စိတ်တွေရှိတယ်တဖက်ကြတော့လည်းဒါအတင်းဟိုဘလူးဆိုင်းနေတီဗီဝင်တာရှိတယ်ရှင်းပြောင်းတက်မတော်ကမလွဲမချောင်းတာလို့နိုင်ငံတော်ရဲ့တာဝန်ကိုထမ်းဆောင်လာရတဲ့အခြေအနေမျိုးရှိတယ် တနင်္ဂနွေတာဝန်ထမ်းဆောင်နိုင်တဲ့အခြေအနေအားလည်းဒါနိုင်ငံတော်အကြီးအကဲမှာအဆင်ပြေဆုံးဖြစ်တဲ့ဒါဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လှိုင်ကဒါနိုင်ငံရဲ့အကျိုးကိုရည်မြှော်ဖို့ပြီးသူလှုပ်လှုပ်ဆောင်ပေးတာရှိတယ် နော်သူလှုပ်လှုပ်ဆောင်ပေးတာရှိတယ်အဲ့တော့သူလှုပ်လှုပ်ဆောင်ပေးတဲ့နေရာမှာကျွန်တော်တို့မြင်တွေ့နေရတာသူလည်းဗျာဒါကြီးချမ်းသာနေတာပဲဟုတ်တယ်မလားဒီနိုင်ငံတော်တမန်ကြီးပြောင်းလာလဲချမ်းသာတာမဟုတ်ဘာကြီးပြောင်းလာတယ်မဟုတ်ဒါမှမဟုတ်သူ့ရဲ့ချမ်းသာကြွယ်ဝမှုတဲ့မုံတိခံလူမုံခံပြီးနိုင်ငံရဲ့တိုင်းပြည်ရဲ့တောင်းကိုသူဟာဒီလိုမျိုးတချိုးပန်းဆောင်ရွက်တာကိုကျွန်တော်တို့တွေ့ရှိရတာပေါ့နော်အဲ့ဒါမှမဟုတ်အဲ့တော့လေသူ့ကိုတော့အားလုံးကမုံတိမှုတွေတော့တအားတော့များတာပေါ့ အခုကျွန်တော်ကပြောချင်တာကအခုဒီနေရာမှာကျွန်တော်တို့လက်လွတ်ခံဆုပ်ရှုပ်ခံလို့မရဘူးဆိုတာပဲကျွန်တော်ပြောချင်တယ်เนาะအဲ့လိုမျိုးဟိုတန်ရင်တရင်မှာရှိတဲ့ဒီကျွန်တော်တို့လက်ရှိအရင်ဖြစ်သွားတဲ့အရင်ဖြစ်နေတဲ့စစ်သုံးဘက်နေတော့ကျွန်တော်တို့မကဲတင်နိုင်သေးရင်နောက်ထပ်ကျွန်တော်တို့ပေးဖို့ဆိုတာကလုံဆောင်လို့မရဘူးကျွန်တော်တို့နောက်ထပ်ကျွန်တော်ဂျဲဝော်တွေတက်မတော်သားတွေကျွန်တော်စစ်သုံးဘက်အဖြစ်ခံလို့မရဘူးเนาะအဲစစ်သုံးဘက်ဖြစ်သွားပြီဆိုလဲ တည်ထားတဲ့ပုံဆိုးတဲ့ဘဝတွေကိုသူတို့ရင်ဆိုင်မှာမိသားစုတွေလည်းထုံနည်း၎င်းပဲလာနှုတ်ပြန်နှုတ်လာနှုတ်နဲ့ပဲယနေ့ချိန်ဒီမျောလင်းနေတဲ့လူအများကြီးရှိတယ်။အဲ့တော့တပ်မတော်သားတွေအနေနဲ့လည်းတက်စွန်ကြိုးပမ်းတိုက်ခိုက်တဲ့နေရာမှာလည်းပဲစစ်သုံးပန်းအဖြစ်မခံပဲနဲ့နောက်ဆုံးကြည်တောင်းကမိမိအတွက်ဆိုတဲ့ဟာမိမိအတွက်ဆိုပေမဲ့တိုင်းပြည်အတွက်ဆိုတာလေးကိုပဲတတ်မှတ်ပေးပါလို့ပဲဒါပိုင်းကြီးတိုက်တွန်းခြင်းနဲ့မင်းတိုက်တာမဟုတ်ဘဲနဲ့တော့မင်းမပြောပါနဲ့ဆိုတာမျိုးတော့ဖြစ်ပါလိမ့်မယ်။ဒါကိုလည်းကိုချင်းစာပါတယ်ဒါပေမဲ့ ိုဘက်မှာမြင်နေရတဲ့ဆိုးကျိုးတွေကိုပိုင်ကြီးကလှမ်းမြင်နေရတဲ့အတွက်နော်ပိုင်ကြီးတို့ကြတော့သူတို့လှမ်းပြီးဗီဒီယိုဖိုင်တွေပို့တယ်ချိန်ချောက်မှုတွေရှိတယ်ဒါလိုမျိုးတွေဟိုကြောက်နံအောင်ကြောက်နံတာမျိုးရှိတော့မြင်တွေ့နေတော့စိတ်မကောင်းလို့ပြောတဲ့စကားလေးသာဖြစ်တဲ့အတွက်နားလည်မှုပေးစီလိုပါတယ်တက်မတော်သားလေးရဲရဲဝံ့ဝံ့ဖိုက်ဖိုက်ဖိုက်တင်းပေါ့နော်ဒါကျူးကျူးဆဆနဲ့မိမိတို့ရဲ့နောက်မှာပြည်သူတရားလုံးရှိပါလေဆိုတာကိုဒါတက်မတော်သားလေးရင်ဝံနှလုံးသားမှာသိရှိဖို့အတွက်ဒါပိုင်ကြီးတိုက်တွန်းကြပါလေတကယ် နိုင်ငံမှာကမပြောချင်းလို့သာမပြောတာပါအရင်တော့ကတော့ဒါတောင်းတော်ကိုဒါကျွန်တော်တို့အာနာထိမ့်ပြီးတဲ့နောက်ပိုင်းမှာတောင်းတော်တော်သားတွေကိုကောင်းကောင်းပြောတဲ့သူဆိုတာဒီရက်ကွက်တကွက်မဟုတ်မြို့နဲ့တမြို့နဲ့မဟုတ်တိုင်းတိုင်းမဟုတ်ဘယ်သူမှမရှိပါဘူးနော်အရန်ကိုစွတ်စွတ်သန်းသန်းပြောတဲ့သူတွေပဲရှိပါတယ်ဒါပေမဲ့ဒီတမ်းမနောက်ရေးရှိလာတော့တမ်းမမရှိလို့ရှိရင်တိုင်းပြည်မှာဒီအကြမ်းဖက်တွေရဲ့လှုပ်ဆောင်မှုတွေတအားပြင်းထန်လာတာကိုတွေ့လာတဲ့အတွက်တလန်းစုတတ်တာပြတ်တာတွေတွေ့လာတဲ့အတွက်တဖြည်းဖြည်းမှတမ်းမအားကိုးလာတာရှိတယ် တမလုံးရဲ့ကြာရှုံးသွားတဲ့နိုင်ငံကြာရှုံးမယ်ဆိုတာပြည်သူတွေအများဆုံးသိလာတာရှိတယ်။အဲ့ဒါလေးပြောချင်တယ်နော်။အဲတမလုံးကာကွယ်ရေးဦးစီးချုပ်ကြီးရောနော်ကြီးလေးညှိခုတ်ကြီးရောတိုင်းဒါကစားမှုတွေရောတိုင်းမှုတွေရောအဲ့နေရာကိုလုံးဝပြတ်ထားလို့မရပါဘူးတမလုံးသားတွေလုံးဝယနေ့ချိန်မှာစပြီးတော့ဆုံးရှုံးလို့မရဘူးဆိုတာဒါပဲဘာကြီးပြောချင်ပါလဲဆုံးရှုံးရင်ဘဝနဲ့အချက်နဲ့တိတ်ခါနဲ့ဒါကအကြီးမားဆုံးဖြစ်ပါတယ်ရခင်ကာလတွေကတော့ကျွန်တော်တို့ပြောစရာမရှိမဲဒီချိန်မှာဒါလက်နက်ဟိုနဲ့အဆက်ဟို နီးပညာရင်နဲ့တိုက်လို့ရှင်အလွယ်တကူရတဲ့ကိစ္စလေးတွေလို့ပဲပြောချင်ပါတယ်နီးပညာတွေလည်းထုံးထုံးသုံးဆွက်သိမ့်ပြီးလို့လည်းဒါပိုင်ပြောချင်ပါတယ်ကော်ဂရိတ်လိုင်းကော့ဂရိတ်မှာဆိုလို့ကြည့်ဒီလိုင်းခွဲကျွေးရမှာဆိုလဲဒါလက်နဲ့ကြည့်တဲ့နဲ့ပြက်ကူတွေပေးပြီးရှင်းရတာရှိတယ်။အဲ့ဒီဖုံးကြောင်းတွေမှာရှိနေတဲ့ KNU လေး PDF တွေကိုလည်းဒါတပ်မတော်ဘက်ကလက်နဲ့ကြည့်နေနဲ့ပြက်ပြီးတော့ဒါတွားရောက်ရှင်းလင်းရတာရှိတယ်။ဇကိုင်းတဲ့ကဏီ ဒီဆိုလို့ချင်းစုလီမျိုးပေါ့ကဲစုလီကုန်းပေါ့အဲ့မှာလဲဒါဒီနေ့ဖစ်တီသွားထူရတယ်၄၅ချိန်လောက်เนาะပြီးတော့အဲ့ထက်မှာဝင်ရှင်းရတာပြီးတော့ကလေးလက်ပံချောင်းမှာဆိုလဲဖစ်ထူတာဖစ်ထူတာအဲ့မှာလဲသူလဲ၄၅ချိန်လောက်ထူရတယ်เนาะအဲ့မှာနေနေဆိုပျောက်ပြတ်ထွက်သွားတာမျိုးရှိတယ်ဒါတက်မလို့ကတော့လှုပ်ဆောင်တဲ့နေရာကြီးမှာတော်တော်လှုပ်ဆောင်တယ်ဒီတနင်္လာရီတိုင်းမှာဆိုလဲပုတ်ပြင်းမျိုးနဲ့မှာရှိတဲ့စိတ်ရင်နန်းတွေကိုဒါတိုက်ခိုက်မိုင်းဆွဲတိုက်ခိုက်တာရှိတယ်အဲ့တနင်္လာရီတိုင်းရတော့တကယ်ကျွန်တော်ပြောလို့ချင်းဟာသအိုက်တိုင်းရ အဲ့တိုင်းကတိုင်းဘူးတော့အဲ့တိုင်းလူကြီးတဲ့ဟာတာစစ်တပ်ကသူတွေသွားမှဆိုလို့ရှိရင်အကုန်သိတယ်ဟိုဘက်အကြမ်းဖက်တယ်ရှိလဲလုံးဝမရှင်းဘူးရှောင်ကွေ့ပြီးသွားကြတယ်အဲ့မှာနာမည်တော်တော်ကြီးတယ်အဲ့ online ကမပြောပြောတာမပြောတော့ချင်းလို့တာမပြောတာနော်ဟိုလှုပ်ရှားတဲ့အနေအထားမျိုးတွေတအားများတယ်လို့ပြောတယ် ဒီမတင်ရမှာဆိုလို့ရှိရင်ဒါဒီဘက်ကိုတားမယ်ဆိုလို့ရှိရင်ပြီးတော့ပူလို့ရဲစကန်နဲ့အဲ့တိုင်းပဲမနေ့ကတော့ဒါဝင်ရောက်ပြီးတော့ပြက်ခတ်တာရှိတယ်ပြက်ခတ်တော့ဒီဘက်ကလည်းပေးဆက်လိုက်ရတာရှိတယ်เนาะဒါအကျန်းဖက်တွေလာတော့ပြက်ခတ်တယ်ပေးဆက်လိုက်တာရှိတယ်ဒါတွေကဒါအဲ့မှာရှိတဲ့တိုင်းမှုတွေရဲ့လိုအပ်ချက်လိုပဲကျွန်တော်သုံးသပ်ချင်ပါနဲ့တိုင်းမှုတွေပြူအောင်မှုတွေတိုင်းရင်မှုတွေဒါတိရတဲ့အကြီးဆိုလို့ချင်းတရအသေးသုံးအောင်တရဆိုတာဒီနိုင်မှာဒါအကြီးနေတဲ့နေရာပေါ့เนาะဒီတလင်းလိုက်တိုင်းရ 那我们这些晚上做叫，业，就不够用喽，叫他了用喽，想用喽，写讲出来一嘛，但但没这样嘛，那写讲完出来请嘛，发别来着，然后不会的改了，还叫丽江完做。 ဖိတ်ကြီးပဲဘယ်နှလုံးထူလဲဆိုတော့29ဟို34လုံးလောက်ထူတာတနင်္လာတနင်္လာဘုကုံးရောင်သွားလဲတောင်းလျှောက်တူဂျက်တင်နယ်လိုက်ထူကြောက်သရားရောင်ထူရှမ်းရောင်ထူအဲ့လိုမျိုးအတကုံလောက်ရတာရှိတယ်နော်နောက်လူကုံကူးမှုဆိုတော့ဟိုနေနေပါလေဟိုကောင်းမလေးပြောရတာရှိတယ်စနိုက်ပါလေးဟာလားစနိုက်ပါစုပြောရတာရှိတယ်ထုံးမြနိုင်ရဟိုဘက်ကိုငွေနဲ့ယူလိုက်လို့လူကုံကူးမှုဆိုပြီးပြောရတာရှိတယ် လူကကူမောကဒါဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုရင်အုပ်ချုပ်ရေးမှုတွေတချို့အုပ်ချုပ်မှုတွေကျူးလွန်နေတာအများကြီးပဲ။ဘာဖြစ်လို့စစ်ဥပဒေပြပြီးတော့စစ်ကုံကူးနေစစ်သားကိုလူကုံကူးနေသလိုဖြစ်တယ်နော်။စစ်သားအယောင်းဝင်လုပ်သလိုဖြစ်နေတယ်။ဒါကိုလည်းတက်ဆိုင်ရာလူကြီးတွေကဒါသိရှိပြီးတော့အရေးယူပြီးဖို့လိုအပ်တယ်။ဒါကတာမန်အစစ်မဟုတ်ဘူး။စစ်မှုထမ်းဥပဒေဖန်ပြပြီးပတ်စံကောက်တာမဟုတ်စစ်မှုထမ်းဥပဒေစစ်သားအယောင်းဝင်လုပ်နေတဲ့ပုံစံမျိုးတွေဖြစ်တယ်။ဒါပိုင်းတော့ဒါကဆိုလူကုံကူးမှုအကြီးစားကြီးတွေဖြစ်တယ်။ အရာဝီတိုင်းမှာဆိုတော်တော်များလာရှိတယ်စရင်တွေတရင်တွေအများကြီးရှိတာလေပြီးရင်ပိုင်းပြောပြပေးပါမယ်ဗျာချောင်းတာဘက်မှာဆိုရင်နန်းနဲ့ပို့ဆိုးတဲ့ပတ်စံတွေကောက်နေတာတွေเนาะအားလုံးကျမ်းပါစေချမ်းသာစေအအကျမ်းဖတ်